ရှင်ဝင်တဲ့ဒီသာနာဘဝင်တဲ့ဒီလိုမျိုးအေးဆက်ဒီလရှင်ဝင်လေးနဲ့တရားအထုတ်ခြင်းနဲ့ဒါပဲအမရဲ့စိတ်ဆန္ဒ။ဆန်အမသပင်အရှိကြီးပေါ့နော်အရှိကြီးကိုအမစီးထားတဲ့အတွက်စီးထားတဲ့သပင်ကိုညှက်လိုက်ပြီးတော့အအရှိတိုင်းကိုအမဒီရန်ကုန်ရွှေဆန်မြေမှာလှူမယ်ဆိုပြီးတော့အမပြန်ယူခဲ့ပေါ့နော်ဒါပေမဲ့အခေမာတီးပြီခေမာတီးအမတန်းလာသမီးဆိုကြဆရာတော့အရှိအက်ကဆရာပေးရခေမာတီးပြီပေါ့နော် ကိုဖြစ်ချင်တဲ့ဆန္ဒရယ်ပေါ့နော်ကိုမသွားခင်ရလဲအိုးအရင်ကတည့်ရဲ့မိတ်ဆွေဆိုရင်အဲ့ဘုန်းကြီးညောင်မြောင်မှာဆန်းချမှာသူပြောအပြောနေတဲ့ကိုလဲပီတိဖြစ်ပြီးကြည်နူးရတယ်လေကိုလဲကြတယ်အဲ့လိုလောက်ခွင့်ရရင်တိတ်ကောင်းမှာပဲလို့ဟိုမျောလင်းခဲ့တဲ့အတိုင်းဖြစ်တဲ့အတွက်အရန်ကိုလေအဲ့ပီတိရောဘာနဲ့မှလဲလို့မရဘူးပေါ့နော် กระดงเนี่ยกระดงมาเปียงเนี่ยอ่ะมาเปียงออกตามาจ๋าดิยอเลยเปลี่ยนပြီးတော့ตีละရှင်ถั่วสะเปียงเปลี่ยนยိတ်ท่าสู้นี่แหละเป็ดสีเนี่ยเปลี่ยนยိတ်ท่าอ่ะจ้ะอะมาตีละရှင်วิพุซ้องဖြတ်ท่าโอ้สိတ်กู้ท่าบ่เนาะยีเหวท่าอะมาအဲနှစ်နှစ်လောက်ရှိပြီအမတီလာရှင်ဝစ်ချင်တယ်ပေါ့နော်နှစ်နှစ်လောက်ရှိဝစ်ချင်တယ်ဆိုပြီးတော့စိတ်ကူးထားဂျားအမမဝစ်ဖြစ်ဘူးဒါပေမဲ့စိတ်ကူးထားရဆိုတာဘယ်လိုလဲဆိုတော့အမကအမှန်ကန်ဆိုတော့ဂါရောက်တခါမှမရောက်ဘူးပထမဆုံးရောက်ဘူးပါပေါ့နော်အမရဲ့ဟိုးအရင်တည်းကအမရဲ့ဖြစ်ချင်တဲ့ဆန္ဒကြီးကတခုပေါ့နော်အမ ဂါယာကိုသွားရင်ရောက်ရောက်ချင်းကိုပထမဆုံးလီလာရှင်ဝင်မယ်ဂါယာမှာရောက်ရောက်ချင်းပေါ့နော်အဲစိတ်ကူးထားပြီးတော့အမအမေ2019ကဟာကပုဒ်တာဂါယာသွားအောင်အမမလိုက်သွားပြေပေါ့နော်20ကျအမသွားမယ်လို့အစိဆုပ်ဖြတ်ထားပြီးတော့20မှာကိုဗစ်တွေပါနေတဲ့ဆိုတော့မရောက်ဖြစ်ဘူးเนาะအဲ့နောက်ပိုင်းလည်းမသွားဖြစ်သူသွားလို့အဲ့လိုမျိုးအဲသွားွားလည်းလင်းနေပါရတယ်မှာကိုဗစ်တွေနဲ့ဆိုတော့ဈေးမှာ3နှစ်လောက်ဆိုတော့ အမပြီးခဲ့နှစ်ကောက်ပြန်ပြီးတော့ခါရပြန်ဖွင့်သွားလို့ရရပေါ့နော်ဆိုအမသွားမယ်လို့ဒါပေမဲ့လည်းအမလည်းတခြားကွာနဲ့ကိုနဲ့အားဖြစ်တာလည်းစိတ်ကူးကဆန္ဒအရန်ရှိပြီးတော့မဝိဖြစ်သေးရပါနော်အမကလည်းဟဲ့နိဟိုပြောမယ်ဖြစ်ထားရင်ဝဟိုဝိမဲ့လို့ဆုံးဖြတ်လို့ပြောနော်အဓိဋ္ဌာန်ထားလို့ဖြစ်နေရပေါ့နော်အဓိဋ္ဌာန်လည်းမဟုတ်ပါဘူးဒါပေမဲ့စိတ်ကောလေငါခါရဘုဒ္ဓခါရလည်းသွားခြင်းနဲ့ဘုဒ္ဓဃာမှာရရောက်ခြင်းသီလရှင်ဝတ်ခြင်းနဲ့ဆိုရဲအဲ့ဆန္ဒလေးရှိနေရပါနော်အဲကြတိုက်တိုက်ဆိုင်ဆိုင်မယ်အဲ post ပေါ့နော် anti donana ဝင်းတို့ခီးသွားဟာတင်တဲ့ anti donana ဝင်းကဗုဒ္ဓဂါရခီးစဉ်ပေါ့နော်အမြဲခီးစဉ်ပို့ပါဆိုတော့အဲ့မှာတဲပြူဆရာတော်ကြီးရဲ့တဲပြူဆရာတော်ကြီးနဲ့ပေါ့နော်တရားစခန်းလဲလုပ်မယ်နောက်ပြီးတော့ကြာဒီဂါရခီးစဉ်ဆိုတော့အမအရန်ဟိုဒီခီးစဉ်ကအမလိုက်ဖြစ်အောင်လိုက်မယ်ပေါ့နော်အမဆုံးဖြတ်လိုက်တယ်ဒီခီးစဉ်အဲ့ချိန်မှာအမဒီမှာလဲနည်းနည်းပါးပါးအခုပြန်ပြီးအနုပညာလှောက်ရှားမှုလေးပြန်လုပ်နေရပေါ့နော် ပြန်လို့နေချင်မှာအားလုံးကလေကိုစိန်နေတော့လေဟဲ့အမရဲ့ဇမီးရရှိန်နှမျိုးစရာခုမှပြန်လုံနေတာမဟုတ်ဘူးအမကတိလာရှင်နဲ့ဝတ်ချင်နဲ့ပြီးခါရအောင်ရရောက်ချင်းမှာဝတ်ချင်တာဒီတိုင်းပဲယောဂီဝင်နေသွားပါလားမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့တရားစခန်းတူလို့လုတ်တဲ့ဟာမျိုးကဘာဖြစ်လို့သူများနိုင်ငံမှာလောက်ရတာလေဒီလိုမျိုးလုတ်တဲ့လူရှိရောဒီလိုမျိုးကျင်းပရဲ့ဟာရှိရောတိုက်ဆိုင်တော့မှာကိုကဝတ်ခွင့်ကြုံတာပို့ပြီးတော့အမတရားစခန်းနဲ့ပြန်ဝတ်ချင်တယ်ဒီတိုင်းဥမာဆန်ချပြီးတော့ ဝင့်ရင်တော့ရရဲပေါ့နော်လီလာရှင်ကြောင့်ဖုံးကြီးကြောင့်မှနေပြီးတော့အဲ့လိုမျိုးတရားအထုတ်ပြီးဝစ်ချင်တယ်ဆိုပြီးတော့အမအားနဲ့ဒီခီးစဉ်လေးရဲ့ post ကိုအမတွေးလိုက်တော့အဲ့ရနေပြီးတော့အမဝင့်မယ်လို့ဆိုပြီးတော့သုံးဖြတ်ပြီးဝစ်ဖြစ်သွားပါအဲ့ကြမိသားစုမှာဘာပဲတယောက်တည်းပဲလားဟုတ်တယ်အမတယောက်တည်းပဲဘာဖြစ်လို့လဲဆိုတော့ဟိုပြောရမယ်ဆိုရင်လူ့ဘဝရလာလဲတယောက်တည်းပဲပြန်ရင်လဲတယောက်တည်းပြန်ရမှာအမှန်တကယ်ဆိုတော့အမက ပိုပြီးချက်ဝစ်ချင်သေးတာဘာဖြစ်လို့လဲဆိုတော့အမရဲ့သမီးအရှင်းယူဟိုစွန့်ထားပြီးတော့ဝစ်ရဆိုတော့လေအမအမနောက်ဆုံးပိတ်ပေါ့နော်၃ချိန်မြောက်ဝစ်တော့ဆိုအမတလဝစ်ခဲ့ဘူးရပေါ့နော်အမတလဝစ်ခဲ့ရဆိုတော့ကြောင်းအခုဒီခေါက်လဲသဖြင့်အရှိယူဆိုတော့အမအကြာကြီးဝစ်ဆင်တာဒါပေမဲ့တရားစခန်း9ရက်ဆိုတော့အမ9ရက်မှာပဲပေါ့နော်9ရက်ပြီးတော့အာလေးဌာနပေါ့နော်ဖွားပွင့်ဟောဆန်လေးဌာနကိုပတ်တဲ့ခါကျတော့ကိုလည်းပထမဆုံးရောက်ခွေးရဲ့နေရပြီးတော့ကျတော့ အဲဒါကြအများနဲ့သွားရတယ်เนาะအဲကြောင့်ဟိုစွန်းကိစ္စပဲကြောင့်နည်းနည်းဥပုံနဲ့ကြခက်ခဲဖြစ်မှာဆိုလို့လေသူများလည်းကိုယ့်အတွက်ကတိကအဖြစ်မှာဆိုတော့မအဲနဲ့အမဟိုရောက်မှအဲတငယ်ချင်းတယောက်ပေါ့เนาะတငယ်ချင်းအဲသူနဲ့ကကိုယ်နဲ့လည်းရွယ်သူပဲတစ်နှစ်တည်းပဲအဲသူနဲ့ဆုံတော့ကြအဖော်ရပါဘူးကြရတဲ့သူချင်းပေါ့เนาะအဲသူနဲ့ကိုယ်နဲ့ဆက်ညနာလေးဆိုတော့တချို့ဆိုကတော့ချင်းဆိုညီမလားလို့မေးကြတယ်ဟုတ်တယ်အရှင်ဘောကညီမရေလို့ဆိုရင်နောက်ပြီးတော့အဲ့လိုမျိုး အဲသူလည်းထွက်မယ်ဆိုကိုလည်းထွက်ဆိုအဖေါ်ရရအနေမဆိုတော့ဆက်ဝစ်မယ်ဆိုတော့ဝစ်ချင်တာပေါ့နော်ဒါပေမဲ့လည်းအဲကို့အတွက်နဲ့အများနဲ့တွားရခါကျတော့စောကိစ္စတွေပါအေးခက်ခဲမှဆိုလို့အနေထွက်လိုက်တော့အမတပတ်ပဲဝတ်ခဲ့ရပါတော့နော်တပတ်ပဲပြရမယ်အမအဆန်ချရဲ့အချိန်မှကလည်းမျက်ရည်ကျရပေါ့နော်နောက်ပြီးတော့ကြာတော့အော်အမကအမကခုနကငငယ်ကပြမီယိုဖလာဗုဒ္ဓဘာသာပေါ့နော်အခုကျကိုကိုယ်တော့ဝင်ယုံကြည်ကိုယ်ကိုယ်ဗုဒ္ဓဘာသာပေါ့နော်အဲကြာတော့ ့ကိုရဲ့ဖရာအရင်ရှေ့ရဖရာအဆုစုကလည်းဒီခေါ်တော့မြတ်စွာဘုရားမဟုတ်အရှိရပေါ့နော်ဖရာအဆုစုအကုန်လုံးကလည်းဒီဂါယာမြေမှာပဲပွင့်ကြရပေါ့နော်အခုဂေါသမမြတ်စွာဘုရားနောက်ပွင့်မဲ့အဗိမိတ္တဖရာကြလည်းဒီမှာပဲဂါယာမှာပဲပွင့်မှာပေါ့နော်အဲ့ခါကျတော့ဒီဟာမြင့်မြတ်တဲ့မြေပေါ့နော်အဲ့ဒီဖရာဒီဂါယာမြေပတ်ပတ်လေဒီဝေးတစ်ခုလုံးကဒါမြတ်စွာဘုရားခြေချခဲ့နေရာကြီးပဲပေါ့နော်ဒါကအလုံးက အတိအကျမလွဲဘူးအဲ့တော့ဘယ်နေရာသွားသွားအဲ့တော့အရန်ကိုအဲ့ဖျားဝင်နေဝင်လိုက်တာလည်းအရန်ကိုပီတိဖြစ်ရတယ်ဘာလို့ဘာနဲ့မှမတူအေးချမ်းနဲ့ဟိုပြောအမဆိုရင်နောက်ထပ်သွားဖို့လည်းဟိုထပ်ပြီးရမှာเนาะရောက်ဖို့အတွက်လည်းအမရောက်ချင်တယ်ပေါ့เนาะစိတ်ဆန္ဒလည်းရှိရထပ်သွားဖို့လည်းစိတ်ကူးထားရပေါ့เนาะအဲ့အဲ့ဒီပီတိကဘာနဲ့မှမလဲနိုင်ကိုကပြီးတော့ကိုမရောက်ဘူးရဲ့နေရာကြီးမှာရောက်ရောက်ချင်းဒါမျက်စွာဖျားဟို မြတ်စွာဘုရားပေါ့နော်ပွင့်ခဲ့နေရပေါ့နော်အဲ့ဘုရားမြတ်စွာဘုရားပွင့်တဲ့နေရမှာခြေချဘုရားရဲ့ခြေရာရာကြီးအနေရအဆုံးမရှိခဲ့ပြီးတော့မြတ်စွာဘုရားသတင်းသုံးခဲ့နေရဒီတကယ်ကိုယ်ကိုယ်ကိုယ်ဗုဒ္ဓမြတ်စွာဘုရားရဲ့နေရကိုကိုပထမဆုံးရောက်သွားတဲ့အချိန်မှာပီတိရဘာနဲ့မှမလဲနိုင်ဘူးပြီးတော့အဲ့ဒီဖျားပွတ်နဲ့ဘိုးကြီးညောင်မေအောင်မှာပဲဆန်ချဆန်ချတာပေါ့နော်ဟိုအဲ့ရအန်အန်တူအဲဒေါ်နာဝဲအဖေကမအောင်ပြောရဟို ကိုကံမဲ့ပေါ့နော်အရင်စံချလို့ရရဲ့ဘောရင်ညောင်မြောင်မှာနောက်တော့သူစံချပေးခွင့်မပေးတော့ဘူးနော်အခုအမားကိုစံချခွင့်အခုရရဲ့ပေါ့နော်ကိုအဲ့လိုမျိုးကိုဖြစ်ချင်တဲ့စံသားရဲ့ပေါ့နော်ကိုမသွားခင်ကလည်းအခုအရင်ကတည့်ရဲ့မိတ်ဆွေဆိုရင်အဲ့ဘောရင်ညောင်မြောင်မှာစံချမှာသူကပြောအပြောနေနေကိုလည်းပီတိဖြစ်ပြီးကြည်နူးရတယ်လေကိုလည်းကြတယ်အဲ့လိုလှုပ်ခွင့်ရရင်တိတ်ကောင်းမှာပဲလို့ဟိုမျောလင်းခဲ့တဲ့အတိုင်းဖြစ်တဲ့အတွက်အရန်ကိုလေအဲ့ပီတိကဘာနဲ့မှလဲလို့မရဘူးပေါ့နော် ပွင့်နေဆိုတာကိုဘယ်ရောက်နေလဲမသိဘယ်ဘဝရောက်နေလဲမသိအကြမ်းကိုမချွတ်တဲ့ထဲမှာပါနေရပေါ့နော်ပြောရမယ်ဆိုအကြအခုမှဒီအဲ့နေရာဆိုချင်ပါကဲဟိုဖရားရဲ့တရားတွေလည်းအညီကိုစိတ်ထဲမှာဒီတရားပဲဘယ်သူမှသိမရအောင်ပြောရမယ်ဆိုဘယ်သူမှအမေဟိုအမေကစိတ်မှာတော့ပါစေချင်ဒါပေမဲ့လည်းအမေကသူဖြစ်စေခြင်းတဲ့ဆန္ဒသူဖြစ်စေခြင်းတဲ့ဆန္ဒဆိုတာကိုလှုပ်ချင်တဲ့ဆန္ဒကို तू က ်ငါသမီးလေးဝတ်ချင်တာမမြန်သွားဖို့ပါဘာဖြစ်လို့လဲဆိုတော့ကြာခဏလေးကျမ်းမရဟိုကိုဗစ်ဘာညာတက်မှာအဲ့လိုမျိုးဆိုရင်ဟိုသွားရလာရရေးတက်မှာအခက်ခဲအဲ့လိုမျိုးရေးဆိုတော့ဘာမှမသိရကြလှုပ်ချင်တာကိုလှုပ်ချင်တဲ့ဆန္ဒကိုလှုပ်ခွင့်ရလိုက်တယ်ဆိုတာကို့အတွက်ဟိုပီတိတစ်ခုပဲလေနော်အဲ့လိုဆိုတော့ကြာအမေဖြစ်ချင်တဲ့ဆန္ဒရောကိုဖြစ်ချင်တဲ့ဆန္ဒရောလှုပ်ခွင့်ရလိုက်တဲ့အတွက်အရန်ကိုပီတိဖြစ်တယ်အဲ့အဲ့လောက်ပဲခုနဘသူ့အမသတိမရအောင်အဲ့တော့ဘွဲတော်နာမည်လေးရအောင်ခေမာတီဗီ ခင်မသည်အမသနနာသမီးဆိုကြဆရာတော့အရှင်အက်ကဆရာပေးရခင်မသည်ပြီပေါ့နော်အဲတခါဝတ်ပြီးဝိုင်းသူဝတ်ရမှာနောက်လည်းဝတ်ဝတ်ဖို့ကဝင်မလေးပေါ့နော်အမလည်းအဲ့လိုအဲ့လိုကြောင်းလားမသိအမဒီအခုဒီတခါဝတ်တာနဲ့ဆို၄ချိန်မြောက်ပေါ့နော်အမအရင်၃ချိန်မြောက်ဝတ်ခဲ့ဘူးရဲ့အတွက်အမစိတ်ထဲမှာဝတ်ချင်တယ်ဆိုရယ်ဆန္ဒအဲ့လိုမျိုးရှိပြီးတော့ဟိုအမတို့ကွာ အရင်စဉ်းစားရမျိုးဒီမှာဟာဒီလားရှိုးမဲ့ဆိုရင်ခလုံးတော့မှာငါခလုံးတော့ရင်ရုပ်ဆိုးပါမလားအဲ့လိုအဲ့လိုအဲ့အတွေးမျိုးမရှိဘူးပေါ့နော်အမဝစ်ချင်တယ်အဝစ်ချင်တယ်ဒီဒီလားရှင်ဝတဲ့ဒီတာနာဘဝင်နေဒီလိုမျိုးအေးဆက်ဒီလားရှင်ဝလေးနဲ့တရားအထုတ်ချင်တယ်ဒါပဲအမရဲ့စိတ်ဆန္ဒအဲ့အချိန်မှာတကယ်အေးချတယ်အမလေဟိုပြမယ်အဲ့ရမှာပဲကောင်းတယ်တိလရှင်ဝင်နေရဦးနော်ဘယ်လိုယောဂီရေလဲပါပါတော့တိလရှင်ဝင်နေကြတာလေ အဲ့လိုမျိုးလေးနေနေရဟိုပိုကြိုက်တယ်ဘာမှလည်းဟိုလူကြောက်လူနဲ့တူအောင်ပြက်ပြီးနည်းနည်းကြည်ကောင်းအနည်းဆုံးတော့တနခါလေးလိမ့်ရမျိုးဘာညာရှိရလေနော်အဲ့လိုပြောနည်းနည်းပြောင်းနေတိလရှင်ဝတ်ဆောင်တဲ့ကြောက်အဲ့လိုမျိုးနည်းနည်းပြောင်းနေသူ့ဟာနဲ့သူကြည်ရอืมကြည့်လို့ကောင်းတယ်လိုက်ဖတ်တယ်ပြီးတော့လေကိုလည်းနေရတာလေကိုတို့အေးချမ်းနဲ့တတောက်တတားလည်းဖြစ်တယ်လို့ပဲဆန်အမသပင်အရှိကြီးပေါ့နော်အရှိကြီးအမစီးထားတဲ့အတွက်စီးထားတဲ့သပင်ကိုညှက်လိုက်ပြီးတော့အဲ့အရှိတိုင်းကိုအမဒီ ရန်ကုန်ရွှေဆန်းမြေမှာလှူမယ်ဆိုပြီးတော့အမပြန်ယူခဲ့ပါတော့ဒါပေမဲ့အမစမင်းကဒီအကုန်လုံးအရှိလေအကုန်ရိတ်တော့အများကြီးအဲ့ရရဲ့ဒီဆက်မင်းအတွေ့အော်အမပိတ်ဖြူလေးနဲ့ခံထားတဲ့ပိတ်ဖြူလေးနဲ့ပဲအမအဲခင်းကမြင့်မှာပေါ့နော်အကုန်လုံးလည်းတော်တော်များများအဲ့မှာဒီလရှင်ဝဲလို့ပေါ့နော်ဖုန်းကြီးဝကြရင်ခင်းကမြင့်မှာစွန့်ကြရဲပေါ့နော်အမလည်းအမရဲ့ဆမ်ပင်ဒီပေါ့နော်ကြံတဲ့ဆမ်ပင်တွေကိုခင်းကမြင့်မှာစွန့်ခဲ့ပေါ့ကိုတို့ကထက်ဆက်ထပ်ပြီးတော့ယူအောင်ပါပေါ့အဲအမလည်း မှန်တိုင်းပြောရရင်လေအခုပြန်ရောက်တော့အောင်ပြန်ဝတ်ချင်တယ်ဘာလို့ဆိုတော့အမသမီးရှေးယူခုနပြောတဲ့စကားပြတ်သွားလို့ခုနှစ်ရက်ထဲဝတ်ခဲ့ရမှဟိုခုနှစ်ရက်ထဲဝတ်ပြီးတရားထုတ်ခဲ့ရဟိုအားမရဘူးပေါ့နော်ခုနှစ်ရက်ထဲကြာတော့လေဟိုဘာဖြစ်လို့လဲဆိုတော့ကြာနဲလေနော်အဲ့ခါကျတော့ तू ကချက်ချင်းလူ login ရတယ်ချက်ချင်းဒီလိုမျိုးပြောင်းနေဆိုတာ2ရက်3ရက်လောက်ကလူကနော်ပုံမှန်ဟိုဘာဖြစ်တဲ့ခါကျတော့ဟိုကိုအသားလေးနည်းနည်းကြာပြီးဖြစ်ဖြစ်ဆိုတော့ပြန်ထွက်ရလို့ဖြစ်တဲ့ခါကျတော့ ်အမအခုပြန်ရောက်တော့အောင်ပြန်ဝစ်ချင်တယ်လို့အိမ်ကိုပြောရဲအိမ်ကလည်းခဏနေဟုတ်ခွာလဲယာတိကလည်းပူရပါညာဆိုကြအဲဆိုကိုကလည်းကတုံးတုံးခါလက်စားနဲ့ပြန်ဝစ်ချင်တယ်ဒီမှာလေတရားစခဲအနည်းဆုံး၁၀ရက်လောက်ပေါ့နော်အဲ့လိုဖြစ်ဖြစ်ဝင်ပြီးတော့ဝစ်ချင်တယ်လို့အောင်စိတ်ကူးမိရပေါ့နော်ဒါကကိုယ့်ရဲ့စိတ်ဆန္ဒပေါ့နော်အဲမဲ့အခုပြန်ရောက်တာလည်း၂ရက်၃ရက်ပဲရှိသေးတော့ဝင်ပြစ်မပြန်ဝင်ပြစ်မဝင်ပြစ်တော့မသေးစားသေးဘူးပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့စိတ်ဆန္ဒရှိရပါ